ကျွန်တော်ဒီနေ့တွေ့တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ရှင်နေတဲ့င်းချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသည်ဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ငလိုင်းတာပြီးရောအခုရဲ့ပိုင်းတွင်လူရဲ့မှုဓမြတိုင်မှုစတဲ့သတင်းတွေတိတ်မချရပဲဆိုင်ကယ်ကပွေလာရန်များ၌ဝဲလက်တို့ဖြင့်စီကားလေးရဲ့ရှိနေသည်ထို့ပြင် yes ခံများ မော်တော်ပီကယ်ရုံးများနှင့်အတူဂိတ်ဆောင်စစ်သားများပါလွန်စွာလှုပ်ဖြစ်နေကြလေ၏မော်တော်ဆိုင်ကယ်စီးနှင်းသူအများစုမှာ ကာဘာမစုံဗတ်မှန်ကွဲရှေ့မီမလင်းဟွန်းတံမမီ စသောပြစ်ချက်များအတွက်ဒံငွေဆောင်ရယုံနေမကယခုမူကားမြမတပြည်လုံးဆံရမြို့သမီးရေးရာတင်ဥက္ခရာကြီးကျူကျူလာဤလမ်းညွန်မှုအရာဗောလီမဝတ်သောမြို့သမီးများကိုဒံငွေဆောင်ခိုင်းခြင်းကိစ္စမှာခက်စားလာသည်တမန်ပစ္စည်းမဲ့မြို့သမီးများအတွက်ယင်းကြောင့်ရသည့်ပြဿနာသိမရှိလာတော့လေပစ္စည်းရှိမြို့သမီးများအတွက်မူအထူးတရီထားမှသာလင်တန်ခါကြောင့်မည်ဖြစ်သည် အဆိုပါလမ်းညွန်ချက်အောင်မောင်မတာများနှင့်မော်တော်ပီကေများကတောင်းတောင်းဖြဖြကြိုးစိုးလက်ခံနေသည့်အပြင်ရဲများနှင့်မြို့ဝင်ခိမ့်မှစစ်သားများကလည်းခေါင်းတငိမ့်ငိမ့်နှင့်တိတ်တဆိတ်ထောက်ခံနေကြသည်ပထမဦးဆုံးစတဲ့ကောင်းထဲပေါ်သည့်အနေဖြင့်တည့်ရမြို့နေမြို့သမီးတူသည် ရေချိုးကန်ဤခေါင်းလျှော်ဤကုံနေသည့်ဖြင့်ဆိုင်ရယ်ဆွဲ့၍လန့်ထိတ်သူအဝဲထွက်ရာ အခွင့်အရေးစောင့်နေသောအဲ့လေ surprise ချက်လုပ်နေသော ရင်ထင်းရဲများနဲ့ပေါ့ပါတစုမှဘော်လီမပါ3000လာစီမံချက်ဖြင့်စတင်၍ကနဦးစေးဖွင့်လှစ်လိုက်သည်ဟုသိရ၏ဒီကိစ္စတွေဟာ အာနာသိမ့်ပြီလေးနှစ်ကျော်ကြာမှတိုင်းပြည်နဲ့လူမျိုးအတွက် အမျိုးဘာသာသာသနာအတွက်ဆွမ်းဆွမ်းတမန်ကြိုးပမ်းဆောင်ရွက်နေသည့်တတ်ချုပ်ကြီးစကားမှတဆင့်မြစ်ဖြားခံလာခဲ့ခြင်းဖြစ်သည်တိကျတဲ့တက်တွင်းသတင်းအရင်းမြစ်အရာ ိုတစ်ပတ်ကနေပြည်တော်ကာကွယ်ရေးစခန်းတွေကိုတတ်ချုပ်ကြီးလှည့်လည်ကြည့်ရှုစစ်ဆေးတဲ့။အဲ့ဒီမှာမင်းတို့ဘာတွေလိုအပ်တယ်လဲလို့တတ်ချုပ်ကြီးကမေးလေတော့ဌာနဆိုင်ရာတာဝန်ရှိသူတွေကမဝင်မရဲနဲ့အခုလိုတင်ပြကြတယ်။အောက်ခြေစစ်သားရဲနဲ့ဝန်ထမ်းများမှာအာနာသိန်းကာစရုံးကလိုဆိုင်ကယ်တို့ဖုံးတို့ကိုလွယ်လွယ်ကူကူနဲ့မရတာကြားပြီးဖြစ်ကြောင်းဆိုင်နေတဲ့ဝင်ပြီးစိတ်ကြိုက်ယူခဲ့မှုတဲ့ရွှေရင်ငွေတွေဟာလဲ တတိတိနဲ့ကုံသွားပြီဖြစ်ကြောင်းဘိုက်စာရဲ့အစင်တဲ့ယူနေသောပလာတာငပြောသည်ကစလို့ကြက်တွေဝက်တွေကလည်းအရင်လိုဝင်ဆွဲလို့မရတော့ကြောင်းဒါကြောင့်မို့အောက်ခြေကဝန်တန်းတွေအလုံးဟာငတ်တလဲပြတ်တလဲဖြစ်နေကြပါတယ်လို့ဆိုတော့တက်ချုပ်ကြီးခမားမျက်ရည်တွေဝဲလာပြီးစိတ်တိတ်ကြိုက်သွားရှာတယ်တော်ဆိုရင်ငါပါလုတ်ပြရမလဲလို့တက်ချုပ်ကြီးကဝမ်းနဲ့ချေခွဲပြီးတုံရင်းနေတဲ့လေတံကို ရှိုက်တံမဆွတ်အောင်သတိထား၍မေးလိုက်သလိုတတ်ချုပ်ကြီးရဲ့ဘေးကနေအခြေအနေကိုအကဲခတ်နေတဲ့အန်တီကျူးဆိုရင်ကြားလိုက်ရတဲ့အဖြစ်တွေကိုမခံစားနိုင်တော့လို့ရင်ပတ်ထဲမှာပွေထားတဲ့ဒေါ်လာ3000ကျော်တန်းဟာမီပါကင်လက်ကန်အကြီးပေါ်ကိုတတောက်တောက်ကျနေတဲ့မျက်ရည်တွေကိုတောင်မတုံနိုင်အားပဲအားလုံးကိုပြောလိုက်ပါဘာမှမပူနဲ့အမေကျူကူနိုင်တဲ့လောက်ကူရမယ်ဆိုပြီးမျက်ရည်တွေကြားကနေတွေ့တွေ့ကြီးဂရိပေးရှာတယ် ။ဒါနဲ့ပဲအကောင်းဆုံးဖြည့်ရှင်မှုအတွက်အာလုံးကောင်းခြင်းဆိုင်ဆွေးနွေးကြတဲ့အခါပြည်သူလူထုကိုဈေးသက်သက်သာသာစီးစေခြင်းနဲ့စေနာကြောင့်လောဝကနဲ့ပေါင်ပီပြည်ရင်းကိုသူတို့ခိုးသွင်းနေကြဝိတောက်ကဆိုင်ငယ်ဈေးွက်စီကိုပဲအာလုံးကဝိုင်းကြံပြူကြတယ်။ရုံးမှဝင်တန်းစခန်းမှရဲလမ်းမှစစ်သားတို့တူစားဆိုတဲ့ဆောင်ဘုတ်အတိုင်းတင်းကြီးတညို့ထဲထောက်ခံပြီးတတ်ချုပ်ကြီးကိုကြံပြူလိုက်ကြတယ်။ တိုင်းပြည်ရဲ့နှစ်နာဆုံးရှုံးနေတဲ့ခွန်တုတ်တွေအတွက်ဝိတောက်ရင်တွေကိုရှာဖွေဖမ်းဆီး၍တက်ချုပ်ကြီးတဲ့နိုင်ငံတော်အတွက် သူတို့ကတာဝန်ထမ်းဆောင်ပေးပါမယ်။ရင်စီကံလန်စီကံဖောက်ဖျက်သူတွေစီကရတဲ့ဒဏ်ချင်းငွေလေးတွေကိုတော့မိသားစုစားဝတ်နေရေးအတွက်သုံးပြုပါရစေလို့ပြောကြတော့တက်ချုပ်ကြီးကလည်းကြည်ကြည်နက်နက်လက်ခံနေ။အန်တီကျူကလည်းဗော်လီမဝိရင် ဖနှတ်ဆုပ်စီးရင်ဒဏ်ငွေဆောင်ကြဖို့သူကအမျိုးသမီးရေးအဖွဲ့ကြီးနေနဲ့ ညွန်ကြားချက်ထုတ်ပေးမယ်ဆိုတော့အားလုံးပျော်ရွှင်ဝမ်းမြောက်သွားကြလေတိတ်မကြပါဘူးပြည်တွင်းမှာလိုင်စင်မဲ့ရင်များစီးနင်းမှုကြောင့်နိုင်ငံတော်မှအခွန်အခများစွာနှင်နာမှုရှိတာကြောင့်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များစီးနင်းနေမှုကိုစစ်စစ်ဖော်ထုတ်ရေးယူရမယ်ဆိုပြီးတပ်ချုပ်ကြီးကညွန်ကြားချက်ထုတ်လိုက်တယ်ညွန်ကြားချက်ထဲမှာမပါတဲ့နောက်ဆက်တွဲစကားကတော့ဟဲ့ကောင်တွေမင်းတို့အထီးကနဲ့တာမညခွဲပြီလို့နော် လိုင်စင်မရှိတဲ့ဖိုးဝီကားတွေကိုမျက်မှန်းရှောင်ဖမ်းမိရင်စစ်ဆေးရောင်ဆေးပြန်မှုတ်ပြီးကားနံပါတ်၈မှာကျဲထည့်လိုက်တိတ်မလန်းတဲ့ကားတွေဆိုရင် ခိုင်ကောင်းတဲ့နှွားတွေကိုပေးလိုက်ဆိုပြီးဗိုလ်ချုပ်တွေကိုမှချသွားတဲ့အဲ့ဒီအချိန်ကဆလို့ကားပွဲသားတန်းမှာစစ်သားတွေရဲတွေနဲ့ကညာနာအုပ်စုဟာခြေချင်းလိန်နေတော့တယ်ကားတချို့မှာတိတိတသာသာပင်ရောင်းအပ်တက်ရွေနေ၏ဘလို့ကားမျိုးစားလဲဆိုတော့ ပုံစံတူအမျိုးအစားတူနှစ်စီးသုံးစီးပွား၍စီးနေသော ခရိုနီတို့အကြိုက် လိုင်စင်မဲ့ကားများပင်ဖြစ်လေသည်။ဒီကင်များနှင့်ဆိုင်ယောင်ဆိုင်ယောင်ရုံးဝင်တန်းများမှာလေပီတိတွေဖုံတပြုံးပြုံးနေနောက်ဆုံးမှာတော့သူတို့အားလုံးမျောလင့်ထားတဲ့1990ခုနှစ်အလွန်နေ့ရက်တွေကိုတဖြည်းဖြည်းနဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီမဟုတ်ပါလား။အားလုံးစင်ပြေနေတဲ့အရေးအယံတွေကိုမြင်နေရတော့တတ်ချုပ်ကြီးလေးကျင်းနေရတယ်။ မကြသေးခင်ရဲ့ပိုင်းကလည်းဘုံမှုချုပ်ချော်ထွန်းအောင်ကိုလှုပ်ကြံခဲ့တဲ့လူတွေကိုဖမ်းဆီးရမိခဲ့တယ်ဒီအဲ့ဒီအထဲမှာအမတန်းကိုတရိပ်ထားရမယ်အန်ဒီရဲ့ကြီးလွန်းတဲ့လှုပ်ကြံသူတယောက်ပါလာခဲ့တယ်ပေါ်တာဆွဲထားသူတွေအာရမစစ်မှုထားခိုင်းထားသူတွေကိုတောင်းအခြေခံစစ်တင်တဲ့အနည်းဆုံး3လတက်ခိုင်းပြီးရှေ့ရန်ပုံနေရတဲ့အချိန်မှာအဲ့ဒီအသက်6နှစ်ပဲရှိသေးတဲ့လှုပ်ကြံသူဟာနိုင်ငံတော်စစ်မရှင်ကြီးကို ဥစည်းလှုပ်ဆောင်သွားခဲ့တယ်။တချို့မနာလိုသူတွေကတော့ကလေးကိုမဖြစ်နိုင်တာလို့ပြောကြမှာပဲ။မယုံမရှိကြနဲ့။အိမ်ကမြည်တွေဆိုရင်အပြင်းပြေကစားရင်တောင်းလေရင်နဲ့ဘုံကျဲတန်းကစားကြတာ။နောက်လာတဲ့မှာတက်တန်း6လထပ်တိုးပွဲကလည်းကျင်ပရအောင်မယ်ဆိုတော့စီစဉ်စရာရှိတာတွေစီစဉ်ထားရအောင်မယ်။ဟိုကောင်စိုးဝင်းကိုလည်းပြောထားတယ်။ ငလင်ပေးတဲ့ပြည်သူတွေအတွက်အိမ်ဆောက်ပေးမယ်ဗာညာဆိုပြီးအားထားလိုက်ဖေကြီးဖြင့်ကိုလည်းငါမျက်နှာချူသွေးထားတယ်မြေပြင်ကကောင်းတွေကိုခဏငင်ခိုင်းထားလေရင်နဲ့ကတော့လေရင်လစ်တယ်လို့စောလို့မှားထားတယ်အခုချိန်နေရပြည်သက်တွေကမဟာမိတ်တပ်ပေါင်းစုအတွင်နဲ့ပြည်လုံးကျုပ်စစ်စင်ရေးကြီးဆောင်မယ်ဆိုပြီးအော်ထားတာဆိုတော့အသာတကြီးငင်ခံနေလို့တော့မရတန်ရွှေကြီးရဲ့မူလလက်ဟောင်းကွက်ကောင်းကိုတဖန်ပြန်တော့ပြီး ရွေးကောက်ပွဲအမြန်လို့ကြံ့ဖို့ကိုစားပြုဝင်ရွေးခံလို့ဥသိမ့်စိန်အောင်ပြောင်းခဲ့တယ်လို့လောက်ရမေလီပြီးမှတမတာကြီးမအားလာလှုပ်ပြီးကဘာတခွင်လက်၍တနာခံလိုက်မေမွေးကလေးကရှက်ကြောပြတ်ခဲ့ပြီးသားသူ့ဖို့အရင်ကလည်းမရှက်အခုလည်းမရှက်နောင်လည်းမရှက်ဟိုးဘယ်တော့မှမရှက်ဘူးစည်ရည်ရာကသူ့မှာလုံးဝရှုံ့နေသွားပြီလေစည်ရည်ဖြူဟာနဲ့ပတ်သက်ပြီး မတိမတက်မကြံ့ကျင်တာမရှိ မလုံရဲတော့ဘာမှမရှိတော့သူ့အတွက်စစ်မတိုက်ဖူးတာတခုတည်းကြောင့်သာ အခက်တွေ့ခဲ့ရတာဖြက်လေးပြက်နဲ့ကက်လေးကက်ကိုသာဆင်ဆက်တင်ကြပေးခဲ့တဲ့သူတို့ရဲ့ဒွန်စနာចောင်းတော်ကြီးမာတွေက စစ်ချီစစ်ကက်စစ်ထိုးစစ်ခံစစ်ဖြက်စစ်ပြန့်ဆိုတာတွေထက်ဖောက်ကက်ပလီကက်ငိုကက်စောကက်ဆိုတဲ့ကက်လေးကက်ကိုသာထုံးလို့ခြေရီလို့နှောက်ရွေတင်ကြခဲ့သူမျိုး ဒါကလည်းသူ့ပြင်မဟုတ် အင်တာနက်ဖြတ်ရေးဖြတ်မီးဖြတ်ဖုန်းလိုင်းဖြတ်ဆိုတဲ့ဖြတ်လေးပြတ်ဖြူဟာကိုလေသူ့စွမ်းကုန်တုံးယုံမက စာတင်ကြောင်းစေးယုံ မင်္ဂလာဆောင်စတဲ့လူစီကားရပွဲမှန်သမျှကိုလေဘုံချဲခဲ့ပြီးပြီသူ့လုံးနိုင်တော့ဆိုလို့အော်ဝဇွန်းရှင်ရှင်နဲ့ဖြင်ဖြင်ကိုအာကိုပြီးအသိခံရတဲ့မြို့တွေကိုပြန်တောင်းဖို့ပဲကြံတော့တယ်ပြီးတော့သူလေးစားကြခဲ့ရတဲ့ အတော့ဟစ်တလာတို့နပိုလီယံဘိုနာဗတ်တို့ဆိုရင်လေသူ့လိုရပ်ပူပူနဲ့အာရှင်သူတွေရဲမဟုတ်လားအာတပေါက်နဲ့ညာလျှောက်ခဲ့တာလမ်းဆုံးရင်ရောတွေ့မှာတေးချာနေပြီလေဒီတော့ဘလောက်ပဲထတ်ရှုံရှုံ အလံပြူဘလောက်ပြပြလက်နဲ့တွေဘလောက်ချာချာသူမမှုတော့ဘီတတလုံးပြောင်းအောင်ပေးဆက်ရမယ်ဆိုရင်လေခ ியூ မဆိုင်အခုဆိုတက်ရင်ကတက်တက်တက်မကရဲ့ရဲ့နဲ့တဖဲ့ပဲကျွေနေတာ ။တည်ကြတဲ့အပြည်ပြည်ဆိုင်ရာအလုသမားအဖွဲ့ချုပ်ညီလာခံကနေမြန်မာနိုင်ငံကို ILO Article 33တုံးပြီးပြင်းပြင်းထန်ထန်တန်းခတ်ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်တယ်ဆိုပေ ILO Article 33ဆိုတာကအလုသမားခွင့်ရေးလူခွင့်ရေးချိုးဖောက်တဲ့နိုင်ငံတွေအတွက်ချမှတ်ထားတဲ့ဥပဒေအရေးယူမှုလို့တော့ပြောကြတာပဲပထမတစ်ခါတန်းရွှေကြီးလက်ထက်မှာတော့ကလည်းတစ်ချိန်အချခံရဘူးတာပဲတန်းရွှေဘာဖြစ်သွားတော့ ဟေးဟေးနိုင်ငံခြားယင်းနှိမ့်နံမှုတွေခွက်ခွာသွားကြမေဆက်ယုံတွေလုံယုံတွေပိတ်မဲပြည်ပကနေနောက်ထပ်ယင်းနှိမ့်နံမှုတွေထပ်ဝင်မလာတော့ဘူးအဲ့ဒီတော့ပြည်သူတွေပိုချက်တဲမေပိုဒုက္ခရောက်မေလီသူကဘာဖြစ်လိမ့်မတုံးအဖေဖြစ်နဲ့အဖေပူရှိနေသမျှအဆအေးစေးပဲလီတချုပ်ကြီးမှာ သူ့အတွင်းနဲ့သူကျေနံအားရသဘောကျစွာ ပြောင်းလိုက်ပြီးနောက်မြောက်ရက်နဲ့နောက်ရက်တို့လဲ့၍ ဖင်ပူးတော့ထောင်ပြီး အာရပါရဥကုံးချလိုက်လေတော့တည်းဝေး